ရန်တပမေးတယ်အဘယ်မြဖြင့်ဓမ္မကရိကမြည်ပါသမီးမြတ်စွာဘုရားကြောင့်ဟောတဲ့အဖြစ်ကိုပဲနားထောင်ကြည့်ရုပ်ဝေဒနာအတ္တဉာဏ်သင်္ခါရဝิญဉ္ဇဉ်တို့၌ညီငွေခြင်းဆွဲမမှုကင်းခြင်းချုပ်ငိမ့်စေခြင်းကိုဟောတယ်ဓမ္မကရိကပဲခန္ဓာငါးပါး၌ညီငွေတယ်ညီငွေတယ်ဆိုတာတဏှာကိုပြတ်တာပြောတာတဏှာတဏှာရောကြလာတာ ဆွဲမမှုကင်းတယ်တဏှာကင်းတယ်စိတ်ရဲ့ချုပ်ငြိမ်းစေတယ်အဲ့ဒါလိုမျိုးဟောပြနိုင်လေဒါဓမ္မကရိကပဲရုပ်ဝေဒနာတို့၌ဆွဲမမှုကင်းခြင်းဆွဲမမှုကင်းခြင်းစိတ်ရဲ့ချုပ်ငြိမ်းခြင်းကိုတရားနဲ့လျော်စွာကျင့်တယ်ဆိုလို့ရှိရင်ဒါဓမ္မကရိယာအကျင့်ကိုကျင့်သူတဲ့။မိုင်းနဲ့လက်ကျင်အောင်ပြောရလား။ အစွဲကင်းအောင်ကျင့်လာတာအစွဲကင်းအောင်ကျင့်လာတာဗျာဒါမျိုးဆိုပြောချင်းဖွင့်တဲ့အတိုင်းအဲ့လိုအဲ့ဒီမှာဆွဲမမှုကင်းခြင်းတော့ဆွဲမမှုကင်းခြင်းဆိုတာအဲ့ဒီဆွဲမမှုဆိုတာဘာသစ္စာတော့ဆင်းရဲချုပ်ခြင်းခြင်းကရောသစ္စာအဲ့လိုကျင့်မယ်ဆိုလို့ရှိရင်ဓမ္မဂရကအကျင့်ကိုကျင့်တူတယ် အဲ့ဒါလိုကျင်ပြီးတော့တဲ့အဲ့ဒီအပေါ်မှာတစုံတစ်ခုသောအာယုံကိုမှဆွဲယူခြင်းမရှိသေးနဲ့ရောဘတ်ဒေါသမောဟဆိုတဲ့သမှုရိယတွေနဲ့လွတ်မြောက်သူအဲ့ဒီသူကတော့တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသူနိဗ္ဗာန်ကိုမျက်မှောက်ပြုအဲ့ဒါဆိုလို့ရှိရင်ယောဂရီတစုံတစ်ခုသောအာယုံကိုဆွဲမမှုမရှိဘူးတဲ့ဆွဲလမ်းမှုမရှိဘူးဆိုတော့အာယုံချုပ်သွားတာလား မချုပ်သွားတော့ဆွတ်ချုပ်တယ်တဏချုပ်တယ်ဘုဘတော်တော်ဆိုကိလေသာချုပ်တယ်ဒါမနဲ့အာယုံတွေကတော့ရှိမနေဘူးလားရှိပါပါအဲ့ဒီအာယုံကိုရုပ်ကတော့ကိလေသာနဲ့ရှာကြမ်းခြင်းနော်အဖန်ဖန်ဖန်ဒီအဖန်ဖန်ခံစားခြင်းမလုပ်တာပဲရှိတယ်အာယုံကတော့ရှိနေတာအာယုံကတော့ရှိနေတာပဲအဲ့ဒီအာယုံပေါ်မှာဆွဲလန်းမှုမရှိတာပါတော့ဆွဲလန်းမှုမရှိဘူးရှိတာပါတော့ ်မြင်မှုအာယုံကြားမှုအာယုံတွေကတော့ရှိတယ်ဒါကြောင့်မလို့တဲ့ကစုံမှုအာယုံကိုမဆွဲอยู่ပဲတဲ့ကိလေသာမှလွတ်မြောက်တဲ့သူဟာနိဗ္ဗာန်သို့မျက်မှောက်ပြုသူဟုတ်လေရောဘုရား